င်္ဂလာပါရှင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ18ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွက်ချက်များအရမင်္ဂလာပင်လေအနောက်တောင်ပိုင်းတီးလင်ကနိုင်ငံကမ်းလွန်တွင်ဖြစ်ပေါ်နေသောလေပြင်းအားနှင့်ရှင်ဝန်သည်မင်္ဂလာပင်လေအနောက်တောင်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့တီးလင်ကနိုင်ငံကမ်းရိုးတန်းသို့ရောက်ရှိခဲ့ပြီးဆက်လက်တည်ရှိနေပါသည် အဆိုပါလိပိအာနေရပွန်သည်နောက်24နှစ်ရီအတွင်းအနောက်နောက်မြောက်ဖက်သူဖြင်းချင်းစွာယူရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဂျမ်မင်္ဂလာပင်လယ်တို့တွင်တိမ်သင့်တင့်မှတိမ်ထူထွက်နေပါမယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ကြုံရနိုင်ပါတယ်။ ရွာရအောင်60ဖြစ်ပါတယ်။နေပြည်တော်ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။မြမပင်လေပြည်တွင်မြဝကျုံပေါ်မုတ်တမကွေမွန်တတင်းနိုင်ကံရန်တချောင်းနဲ့ကမ်းလွန်ပင်လေပြည်တို့တွင်တခါတည်းရန်မိုးတဲ့လေပြည်များကြာရောက်ပြီးလှိုင်းတင့်တင့်မှလှိုင်းကြီးနိုင်ပါတယ်။ဘုဒ္ဓလေပြင်းကြစဉ်ရေပြင်းမြေပြင်းနေသည့်တနိုင်းလေး25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါသည် လိုင်းမြစ်မှာမြဝကျွန်းပေါ်မုတမာကွေမုံတတင်းနိုင်ကမ်းရန်တရှောင်းနဲ့ကမ်းလွန်ပင်နယ်ပြင်တို့တွင်ခုနှစ်ပေမှ၉ပေကန့်ရှိနေပါတယ်။ကျန်မြမပင်နယ်ပြင်တွင်လိုင်းတင်တင်ရှိပါမယ်။လိုင်းမြစ်မှာရခိုင်ကမ်းရန်တရှောင်းနဲ့ကမ်းလွန်ပင်နယ်ပြင်တို့တွင်၆ပေမှ၈ပေကန့်ရှိနေပါတယ်။နောက်နေ့တက်ကမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး အရာပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျယ်ကျယ်မိုးထစ်ချုံရွာနေပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတစ်ဝိုက်တွင်ဒီကနေ့ညနေတီခံမှန်းချက်ကတော့အများအပြားသာယာပါမယ်။ရှမ်းကမြို့နယ်ဤတစ်ဝိုက်တွင်ဒီကနေ့ညနေတီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနေပါတယ်။ရွာရံလုံး60ဖြစ်ပါတယ်ရှင်။